အားလုံးပဲမင်္ဂလာပါအခုပြောပြပေးမယ့်ပုံမြင်ကတော့တင်ကန်းသားအစ်ပင်ကိုစောက်တဲ့အဆောက်ဝိညာဉ်မလေးနဲ့တင်ကန်းသားအစ်ပင်ကိုခုတ်လှဲပြီးလှေထွင်းလောက်ရာကနေကိုတင်ပြလာတဲ့အဲ့ဒီမိမ့်မပြိုဝိညာဉ်လေးနဲ့ချစ်ကြိုက်သွားကြပြီးတော့ အဲ့ဒီဝိညာဉ်လေးနဲ့အတူပေါင်းဖက်နိုင်ဖို့အတွက်နှစ်တရာမှတစ်ခါသာပွင့်တဲ့မော်ဝင်သင်္ကန်းပင်ရဲ့အပွင့်ကိုခိုးယူပြီးမှပေါင်းသင်းနိုင်မှာဖြစ်တာကြောင့်အဲ့ဒီသင်္ကန်းပွင့်ကိုစွန့်စွန့်ဆဆနဲ့ရှာပွေခူးရကနေပြီးတော့ငကားတွေရဲ့ရန်နဲ့ရင်ဆိုင်ကြော်ဖြတ်ခဲ့ရတဲ့စဲဝင်စားအဖွဲ့ရဆက်လံပုံမြင်လေးကိုကျွန်တော်ဖန်လေးထားတဲ့ AI ရုပ်ပြ animation video တွေနဲ့ပေါင်းဆက်ပြီးဖော်ပြသွားမှာဖြစ်ပါတယ် အခုလိုကျွန်တော်ရဲ့ပုံပြင်ကောင်းလေးတွေကိုဆက်လက်နားဆင်ကြည့်ဆူသွားဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like subscribe နဲ့ notify bell ခေါင်းလောင်းလေးနှိပ်ပေးထားဖို့တခါတည်းတောင်းဆိုလိုက်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ပုံပြင်လေးကိုစာလိုက်ကြရအောင်။ဟိုးရှိရှိတုန်းကမြစ်ကန်နေပေကရွာငယ်လေးပြောမှာအလွန်ပင်စိတ်ကောင်းရှိတဲ့ဦးလေးကြီးတယောက်နေထိုင်ပါတယ်။ အဲ့ဒီဦးလေးကြီးကိုရွာသူရွာသားတွေကဆရာမွန်လို့ခေါ်ကြပါတယ်။ဆရာမွန်ကရှေးကြတဲ့တစ်အိမ်မှာနေထိုင်ပြီးတော့အိမ်ဘက်ပတ်လည်မှာလေအမျိုးစုံထားတဲ့ဆေးဘက်ဝင်အပင်တွေကိုလည်းစနေတဲ့ကြားစိုက်ပျိုးထားပါတယ်။အဲ့ဒီစိုက်ပျိုးထားတဲ့ဆေးဘက်ဝင်အပင်တွေနဲ့ပဲရွာတွေကလူနာတွေကိုကူတာပေးနေတဲ့တမားတော်ကြီးတယောက်ဖြစ်ရုံသာမကအမွှာသမီးလေးနှစ်ယောက်ကို ပြူးစုဆောက်ချောက်ပေးနေရတဲ့ဖားခင်ကြီးတယောက်လည်းဖြစ်နေပါတယ်။ မေဖြစ်သူကအမွှာသမီးလေးနှစ်ယောက်ကိုမွေးမွေးပြီးခြင်းပါပဲအသက်ဆုံးရှုံးသွားခဲ့ရရှာပါတယ်ဆရာမွန်ကဘဝကိုဘလိုပဲခက်ခဲကြံတန်းစွာဖြတ်တန်းနေရပါစေသမီးငယ်လေးနှစ်ယောက်ကိုတော့အဖေရောအမေနေရာမှာပါမေတ္တာတရားအပြည့်နဲ့တေချာလေးပြုစုဆောင်ရှောက်ပေးပါတယ်ပြီးတော့သူတက်ကြွန်းထားတဲ့ဆေးပညာတွေကိုပါသူ့ရဲ့သမီးငယ်လေးနှစ်ယောက်ကိုစိတ်ရှိရှိနဲ့သင်ကြားပေးပါတယ် တမီငယ်လေးနေအောင်ဟာအရွယ်ရောက်လာတဲ့အခါမှာတော့အလွန်ပဲချောမောလှပကြရုံသာမကအစေးပညာမှလည်းအလွန်ပဲတက်ကြွနေကြပါတယ်။ဇာတူရသားတွေအပေါ်မှာစိတ်စည်တနာအပြည့်နဲ့ကုသပေးကြတာကြောင့်တရွာလုံးအားကိုရလောက်တဲ့ဆရာမလီဒေါင်နဲ့ဒွန်ဆိုပြီးတော့အမိတွင်လာခဲ့ကြပါတယ်။ဒီလိုနဲ့ပဲဆရာမွန်တို့ရဲ့မိသားစုဘွားလေးဟာအလွန်ပဲတာယာပြီးတော့အေဂျင်နေကြပါတယ် ဒီနေ့မှာတော့မထင်မဲ့ပဲကတ်ဆူကြီးတခုရွာတဲကိုစားရောက်လာခဲ့ပါတယ်ရွာတဲကတင်္ဂါတဲ့တယောက်ဟာတခြားနယ်ဘက်ကငါရှာထွက်ရင်နဲ့စူဆန်းတဲ့ဒေါကတွေအကူဆက်ခံရပြီးတော့ရွာကိုပြန်လာခဲ့ပါတယ်။အဲ့ဒါနဲ့အချိန်တိုလေးတွင်းမှာပဲတီဝါလိုနီပါယောဂအကူဆက်ခံရပြီးတော့အကြီးကျယ်ဒုက္ခရောက်ကြရပါတယ်။ ဆီယာမွန်တို့မိသားစုကဒုက္ခရောက်နေကြတဲ့ရွာတွေကဖျားနာသူတွေကိုကူတာပင်းရင်လည်းကန်ဆိုးစွာနဲ့ဖခင်ဖြစ်သူဆီယာမွန်ကိုအဲ့ဒီယောဂဝေဒနာကြီးကကူးဆက်သွားပါတယ်တောင်တဲ့ဒွန်းတို့ကအဖေဖြစ်သူနဲ့ရွာတွေကဖျားနာနေကြတဲ့ဒုက္ခတွေကို ကူတာပေးဖို့အတွက်အစွမ်းကုန်စူးစမ်းကြရပါတယ် တိတ်မကြခင်မှာပဲအိမ်မှာစုစည်းတူလောင်ထားတဲ့ဆေးဘက်ဝင်အပင်တွေကလည်းမလုံးမလောက်ဖြစ်သွားပြီးတော့နောက်ဆုံးမှာတော့အိမ်ပပတ်လေမှာစိုက်ပျိုးထားတဲ့ဆေးဘက်ဝင်အပင်တွေကုန်သွားတဲ့အထိဖြစ်သွားပါတယ်။ညီအမအနှစ်ယောက်သာအလွန်ပင်ဝေးလံလာတဲ့တောင်ထိပ်ပေါ်ကိုတက်ပြီးဆေးဘက်ဝင်အပင်တွေကိုသွားရှာရဖို့အထိဖြစ်လာခဲ့ပါတယ်။အဖေဖြစ်သူကအလွန်ပင်အန်ဒီရများတဲ့တောင်ထိပ်ပေါ်ကိုတက်မဲ့တမီးဖြစ်သူနှစ်ယောက်ကိုအလွန်ပဲစိုးရိမ်တာကြောင့်မတော်ဘူးအချိန်ချင်းတားပါတယ်။ ဒါပေမဲ့လည်းတမီးပြည်သူနေအောင်ဟာဖခင်ရဲ့အသက်ကိုကယ်တင်ဖို့နဲ့တရွာလုံးရဲ့အသက်ကိုကယ်တင်ဖို့ဒီနီလန်တစ်ခုပဲရှိတော့တာကြောင့်အဖေရဲ့စကားကိုနားမထောင်နိုင်တော့ပဲတောင်ထိပ်ရှိရာကိုမကြောက်မညွန့်ပဲတက်သွားကြပါတယ်။တရက်လောက်တော့နဲ့တဲမှာခီးဆက်ကြပြီးတာနဲ့သူမတို့ရဲ့အဖေမှားခဲ့မှုတဲ့တော်နဲ့တဲကဆေးဘက်ဝင်အပြင်ရှိတဲ့နေရာကိုရောက်ရှိလာခဲ့ပါတယ်။ အဒါနဲ့ပဲဆေးဘက်ဝင်အပင်တွေကိုချက်ချင်းပဲအလျင်အမြန်ခူးယူကြပါတယ်ဆေးဘက်ဝင်အပင်တွေကိုလုံလုံလောက်လောက်ခူးယူလို့ရရှိထားပြီးတဲ့အချိန်မှာပဲ ကောင်းကင်ကြီးတစ်ခုလုံးဟာမဲမောင်လာပြီးတော့တောနဲ့ထဲကလေပြင်းကြီးကလည်းတဖြည်းဖြည်းနဲ့တိုက်ခိုက်လာခဲ့ပါတဲ့အဲ့ဒီချိန်မှာပဲမိုးသီးတန်စွာရွာသွန်းလာခဲ့ပါတဲ့ညီအမနှစ်ယောက်တို့ဟာမိုးခုံလုံးမဲ့နေရာကိုရှာနေတဲ့အချိန်မှာပဲတောင်ထိပ်ပေါ်ကနေပြီးတော့ကြီးမားတဲ့တောင်ကြားရေတွေစီးဆင်းလာပြီးတော့သူတို့ရဲနေတဲ့မြေသားကြီးကပြိုကျသွားပြီးတော့ကန်ဆိုးစွာနဲ့အလွန်ပင်နဲ့ရှိုင်းတဲ့ကြောက်တွေကိုပြိုကျသွားကြရရှာပါတယ် ညီအမနှယောက်တို့ဟာအလွန်ပင်ကြီးမားတဲ့အမွာသင်္ကန်းပင်ကြီးနှစ်ပင်ရဲ့အောက်ခြေမှာလဲလျက်နဲ့နာကျင်နေကြရပြီးမလှုပ်မရနိုင်ကြတော့ပဲနဲ့အဲ့ဒီနေရာမှာပဲအသက်တည်ဆုံးသွားကြရရှာပါတယ်အဲ့ဒီအချိန်မှာပဲသင်္ကန်းတော်ကြီးကိုစောက်ချောင်းတဲ့မေတော်ကြီးရောက်ရှိလာခဲ့ပြီးတောင်နဲ့တွင်တို့ညီအမနှစ်ယောက်ရဲ့ဝိညာဉ်ကိုအမွာသင်္ကန်းပင်ကြီးနှစ်ပင်မှာနေစေပြီးတော့သင်္ကန်းတော်ကြီးကိုစောက်ချောင်းဖို့နဲ့ဒုက္ခရောက်နေတဲ့သူတွေကိုကယ်တင်ဖို့အတွက်တာဝန်ပေးအပ်လိုက်ပါတယ်။